တော့ဆူတောင်းယုံနဲ့ကိုလိုချင်တာတွေရနိုင်သလားဆိုတော့တွေးတဲ့လူနည်းနည်းရှားလိုက်ပဲထင်တယ်ကိုလိုချင်တာကိုတော့ဆူတောင်းကြတာပဲသို့တော့ဆူတောင်းမှုကိုလူမျိုးမရွေးဘာသာမရွေးဆောင်ရနေကြတော့လည်းပဲကိုလိုချင်တဲ့အရာတွေကိုရဖို့စစ်မှန်တဲ့အကြောင်းတရားကိုတော့ သိနိုင်စွာမရှိနိုင်ဘူးမြတ်စွာဘုရားကဒေသနာတော်တစ်ခုမှဟောထားတယ်ဆုတောင်းနေယုံနဲ့ဘာတစ်ခုမှမရနိုင်ဘူးလို့ဒါတော့မှတ်သားရမှာဖြစ်တယ်သို့တော်လူရည်ရဲ့စိတ်ထဲမှာဆုတောင်းရင်ရတယ်လို့ပြောတယ်ဆိုလိုတာကနှစ်ခုရှိတယ်ကိုယ်ကိုယ်ပြပြသိဖို့ရတာ ဆူတောင်းယုံတသက်နဲ့ဘာတစ်ခုမှမရဘူးအလုပ်ပါရမယ်လို့ဆိုလိုတယ်ပေါ့နော်ဘုရားမသာဝင်နေဆူတောင်းတာကလုပ်ငန်းတစ်ခုနဲ့ဆူတောင်းတာဖြစ်တယ်မြတ်စွာဘုရားကိုစင်မီပန်ရေချမ်းစသည်တစ်ခုခုလှူဒန်းပြီးဤကောင်းမှုကြောင့်ဘာဖြစ်ရပါလို့ဤဆိုဆူတောင်းတာဒါကိုယ်ဆန္ဒကိုထုတ်ဖော်တာဒါဖြစ်တယ်အဲ့လိုမဟုတ်ဘဲနဲ့ အဖဖရာသခင် blessing ပေးတော်မူပါဆိုလို့အဲ့ဒီတောင်းနေကတော့မရဘူးလို့ဆိုလို့တယ်နော်အဲ့လိုတောင်းတဲ့မျိုးကမရဘူးကောင်းချီးပေးတော်မူပါလို့မလုတ်ဖဲနဲ့တက်တက်တောင်းယူလို့ရတဲ့ဆုဆိုတာမရှိနိုင်ဘူးတဲ့တခုခုလုတ်ပြီးတော့ထုံလို့အားအတွက်ကိုလိုချင်တာကိုညှို့ဆို့လို့ရတော့ရတယ်ပေါ့ မြတ်စွာဘုရားရဲ့အဆုံးအမစကားအရာလောကမှာတဲ့ဆုတောင်းရုံတက်တက်နဲ့ဘာမှရမှာမဟုတ်ဘူးတဲ့ရချင်လို့ရှိရင်ရချောင်းလမ်းချောင်းအတိုင်းသွားဖို့လိုအပ်တယ်အလုပ်တစ်ခုလုပ်ရမယ်ဥပမာဆိုပါစို့အသက်ရှိပါစေအသက်ရှိပါစေလို့ ဆူတောင်းနေုံနဲ့သက်ရှိလားဆိုမရှိဘူးဘာလို့မလဲအသက်ရှိရာရှိချောင်းဖြစ်တဲ့ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းဇမ္မာရေးလိုက်စားခြင်းယသီဝုဒ္ဓမြတ်တော်အောင်နေထိုင်ခြင်းမတဲ့ရာရှောင်းခြင်းတဲ့ရာကိုစားခြင်းအဲ့ဒီလိုအခြေအနေကောင်းတွေလုံနိုင်မှသာလေသက်ရှိခြင်းဆိုဖြစ်နိုင်ပညာတတ်ကြီးဖြစ်ပြရစေလို့ ဆူတောင်းနေုံတသက်နဲ့ပညာတတ်ဖြစ်လာမလားမဖြစ်ဘူးပညာတတ်ဖို့အတွက်ကြောင်းကောင်းကောင်းမှသွားနေရမယ်ဆရာကောင်းကောင်းစီအားရမယ်ဆရာသမားတွေရဲ့သင်ပြမှုတနည်းတစားနိုင်နာပြီးမိမိကိုယ်တိုင်ကကြိုးစားရမယ်အဲ့ကြမှာရဒါသဘာဝပဲစီဝဥစ္စာတုတ်တပြည့်စီတို့ ဆူတောင်းနေရင်ရောစီပေါ်ဥစ္စာတိုးတက်လားဆိုဆူတောင်းနေရင်တသက်နဲ့တော့မတိုးတက်ဘူးစီပေါ်ဥစ္စာတိုးတက်ဖို့အတွက်လမ်းကြောင်းတွေနဲ့အညီကိုယ်တိုင်ကကြိုးကြိုးစားစားအထုတ်ပြီးတော့ဆောင်ရွက်နိုင်မှစီပေါ်ဥစ္စာတိုးတက်ဒါကအင်တာမလက်တွေ့ကြတဲ့အရာပဲဖြစ်တယ်ရသော်ပြားလည်းလက်တွေ့ကြတာကိုပဲဟောပါတယ် ဘဝမှာတကယ်ဖြစ်ပြနေတဲ့အကြောင်းအရာလေးကိုကြည့်ပြီးဟောတာအခုဒီသုတ်တံမှာဆိုရင်လိုချင်တာရရှိရေးအကြောင်းတရားများကိုမျှော်တွေးခြင်းဆိုကိုလိုချင်တာတွေကိုရချင်လို့ရှိရင်အဲ့ဒီလိုချင်တာရချင်ရဲ့အကြောင်းတရားတွေကိုလှုပ်ဆောင်ရမယ်လို့ဆိုလိုတယ်အဲ့ဒါတွေမလှုပ်ခဲနဲ့မရဘူး